အိမ်မက်ဆိုတဲ့စကားလုံးကို ကြားလိုက်တာနဲ့ဘာကိုမြင်အောင်မိပါသလဲအားလုံးကကိုပိုင်အိမ်မက်တွေကိုပိုင်မြုံမန်းချက်တွေရှိကြပါလေဒါပေမဲ့အဲ့ဒီအိမ်မက်တွေကတင့်အတွက်အမှန်တကယ်ကြီးမားနေပါသလားမင်္ဂလာပါကျွန်တော်ကတော့ AK ပါဒီနေ့မှာတော့ကြီးမားတဲ့အိမ်မက်တွေကိုဘယ်လိုမက်မလဲအကောင့်ထဲဘယ်လိုဖော်မလဲဆိုတဲ့အကြောင်းကိုဆွေးနွေးသွားမှာပါ တင့်ရဲ့ဘဝကိုပြောင်းလဲပေးမယ်အချက်အလက်တွေကိုသိရဖို့ဗီဒီယိုကို ဆုံးအောင်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်။အိမ်မက်ဟာအနာကက်အတွက်မြေပုံပါပဲ။ဒါပေမဲ့လူအများစုဟာသူတို့ရဲ့လက်ရှိဘက်ဝန်းကျင်နဲ့အခြေအနေကိုကြည့်ပြီးအိမ်မက်ကိုတင်းငယ်အောင်ခြုံပြစ်လိုက်ကြတယ်။ငါအတွက်မဖြစ်နိုင်ပါဘူး။အရန်ခက်ခဲလွန်းပါတယ်ဆိုတဲ့အတွေးတွေကတင့်ရဲ့စွမ်းရည်ကိုပိတ်ဆို့နေတာပါ။ ကြီးမားတဲ့အိမ်မက်မဲ့တယ်ဆိုတာဟာရဲရင်တဲ့အမြင်ကိုဆိုလိုတာပါ။ဘာကြောင့်ကြီးမားတဲ့အိမ်မက်ကိုမတင်တာလဲ။အကြောင်းရင်းကရှင်းပါတယ်။တင်းငယ်တဲ့အိမ်မက်တွေကတင့်ကိုစိတ်လှုပ်ရှားဖို့အတွက်စိတ်အားထက်သန်မှုအပြည့်အဝမပေးနိုင်ပါဘူး။ကြီးမားတဲ့အိမ်မက်တစ်ခုကသာတင့်ကိုမနဲ့တိုင်းအိပ်ယာထဖို့ခက်ခဲတဲ့လမ်းတွေကိုဖြတ်ကျော်ဖို့အတွက်အင်အားတွေပေးစွမ်းနိုင်မှာပါ။တင့်ကိုတင်မေးပါ။တင့်ရဲ့အိမ်မက်ကတကယ်ပဲ ကြီးမားလွန်းလို့တခြားလူတွေကရေစရာလို့မြင်နေပါသလားတကယ်၍မဟုတ်ဘူးဆိုရင်တိတ်အိမ်မက်ကိုပြန်လဲစဉ်းစားဖို့ပိုပြီးရဲရင်အောင်လုပ်ဖို့အချိန်တန်ပါပြီအားလုံးဟာစိတ်ကူးထဲကနေပဲစတင်ခဲ့တာပါအိမ်မက်ကိုရီမန်းချက်အဖြစ်ပြောင်းလဲခြင်းအိမ်မက်မယုံနဲ့မပြီးသေးပါဘူးအိမ်မက်ကိုလက်တွေ့ကြတဲ့လှုပ်ဆောင်ချက်အဖြစ်ပြောင်းလဲရပါမယ်ပထမဆုံးအနေနဲ့ဘာဘာကြောင့် ဘယ်အချိန်ဘယ်လို ဆိုတဲ့မေခွန်းလေးခုကို ဖြေပါဘာကိုလိုချင်တာလဲဘာကြောင့်လိုချင်တာလဲဘယ်အချိန်မှာအောင်မြင်ချင်တာလဲဘယ်လိုလှုပ်ဆောင်သွားမှာလဲဒီအချက်တွေကိုခြာရေးပါဒုတိယအဆင့်ကတော့ကြီးမားတဲ့အိမ်မက်ကိုတင်းငယ်တဲ့ရီမန်းချက်တွေအဖြစ် ခွဲချမ်းလိုက်တာပါပဲဥပမာ၃နှစ်အတွင်းကိုပိုင်ကုမ္ပဏီထောင်ချင်နေဆိုရင်ပထမ၆လမှာဘာတွေလုပ်ရမလဲ ဈေးကွက်ရှာဖွေခြင်းငွေစုဆောင်ခြင်းတင်နန်းတက်ခြင်းစသဖြင့်တင်းငယ်တဲ့ပန်းတိုင်တွေကိုသတ်မှတ်ပါဒီလိုမှသာတင်းရဲ့အိမ်မက်ဟာလှုပ်ရှားမှုအဖြစ်ပြောင်းလဲသွားမှာပါသတ်မှတ်ထားတဲ့ရည်မှန်းချက်တိုင်းအတွက် အချိန်ကာလသတ်မှတ်ချက်ရှိနေဖို့အရင်အရေးကြီးပါတယ်အချိန်သတ်မှတ်ချက်မရှိတဲ့ရည်မှန်းချက်ဟာအိမ်မက်တတာဖြစ်ပါတယ်အချိန်အတိုင်းတာတစ်ခုကိုသတ်မှတ်ပြီးနေ့စဉ်အသေးမွားဆုံးအရာတစ်ခုကို လှုပ်ဆောင်ပါအခက်ခဲများကိုကြော်လွှားခြင်းကြီးမားတဲ့အိမ်မက်တိုင်းဟာခက်ခဲတဲ့လမ်းကြောင်းနဲ့ရင်ဆိုင်ရစမြဲပါတညချင်းအောင်မြင်မှုရသွားတာဆိုတာရှားပါတယ်ပင်မရမယ်စိတ်ရှည်ရမယ်စိန်ခေါ်မှုတွေအခက်အခဲတွေတွေ့ရပါလိမ့်မယ်အဲ့ဒီလိုအချိန်မျိုးမှာဘာလုပ်ရမလဲပထမဆုံးဘာကြောင့်စတင်ခဲ့လဲဆိုတာကိုတတိယပါတင်ဟာဘလို့ခက်ခဲမှုတွေကိုကြော်ဖြတ်လာခဲ့လဲ အရေးကြီးဆုံးအချက်ကတော့ဘယ်တော့မှလက်မလျှော့ပါနဲ့ကြရှုံးတာဟာအဆုံးသက်မဟုတ်ပါဘူးဆက်ပြီးလှုပ်ဆောင်ဖို့အတွက်သင်ခန်းစာတစ်ခုပါအောင်မြင်တဲ့လူတိုင်းဟာကြရှုံးမှုပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရပူပါတယ်ကြီးမားတဲ့အိမ်မက်တွေက ကြီးမားတဲ့ဆွတ်လွတ်မှုတွေကိုလိုအပ်ပါတယ်တင့်ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်တက်တောင့်တတအခြေအနေ comfort zone ကနေရုံထွက်ပါတင့်ရဲ့အိမ်မက်ကိုအမြဲတမ်းမြင်အောင်ကြည့်ပါ တင်းအောင်မြင်သွားတဲ့အခါဘဝကဘယ်လိုဖြစ်နေမလဲပုံရိပ်တွေစာသားတွေနဲ့ vision book အမြင်တစ်ခုဖန်တီးပါဒါကတင့်ရဲ့စိတ်ကို နေ့စဉ်စိတ်အားထက်သန်စေမှာပါအိမ်မက်ဆိုတာစိတ်ကူးတက်တက်မဟုတ်ပဲတင်ပိုင်ဆိုင်လာမဲ့လက်တွေ့ဘဝဖြစ်ကြောင်းမှတ်ထားပါတင်ဟာတင့်အထဲမှာရှိတဲ့စွမ်းအားထက်မြက်မှုနဲ့အရေးအချင်းတွေကြောင့်ကြယ်တွေကို လက်လန်းမိနိုင်ပြီးဘာမဆိုအောင်မြင်နိုင်ပါတယ် တင်ထင်ထားတာတည်းပို့ပြီးလွှမ်းဆောင်နိုင်ပါတယ်။တင်းရဲ့လက်ရှိအခြေအနေနဲ့ကိုက်ညီအောင် အိမ်မက်ကို မချုံလိုက်ပါနဲ့။တင်းရဲ့မြုံမန်းချက်နဲ့အတွေးခေါ်ကိုမြင့်တင်လိုက်ပါ။ဒီနေ့ရစပြီးကြီးမားတဲ့အိမ်မက်ကို စတင်မက်ပါ။ရီမန်းချက်တွေချမက်ပါ။လှုပ်ဆောင်ချက်တွေစတင်ပါ။အခက်ခဲတွေကိုရဲရဲရင်ဆိုင်ပါ။အိမ်မက်တွေကိုလက်တွေ့အဖြစ် ပြောင်းလဲလိုက်ပါ။ကျွန်တော်နဲ့အတူအိမ်မက်တွေကိုအကောင့်ထဲပို့ခြင်းနဲ့ဆိုရင် subscribe လုပ်ပြီးဒီဗီဒီယိုကို share ပေးဖို့တောင်းဆိုရင်းနှိကုန်းချုပ်ပါရစေနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်